ုနောက်အဆူရာကအခန်းထဲစကားလာပြောနေပြီးအဆူရာကိုတော့ CCTV မှာမတွေ့ရပါဘူး CCTV တွေပါပြက်စီးသွားပြီးအဆူရာကလေဝါတက်သွားတာကိုခုနောက်ကလိုက်ရတာအောက်ဖက်ပြုတ်ကျသွားတယ်ဒါပေမဲ့မြေပြင်နဲ့မတိခင်လေးမှာပဲအဆူရာကတားလိုက်နိုင်ပါတယ်မင်းပေးမှာတငယ်ချင်းတွေအများကြီးရှိတယ်အာဘေကလာခဲ့ရတယ်တိပြီမို့လို့အခုသွားတော့မယ်လို့အဆူရာကနောက်ဆုံးပြောသွားပါတယ်အဆူရာကိုတက်သွားတဲ့သူကတိုကီယိုကိုတက်ဖို့ထပ်လာနေပြီဒေါက်တာဥဆမီကလည်းကီရူကိုတနက်တစ်စိမ့်လိုမျိုးအရာလေးကိုကင်ရင်တည်သွားခဲ့တာဒါကြောင့်ဥဆမီရဲ့မျိုးစီသူတို့သွားကြအောင်မှာဖြစ်ပါတယ် ငလေးရုတ်တရက်လှုပ်တာမြေကြီးတွေရောအကွဲကုန်နေငလေးငိန်သွားတော့လူတယောက်ကထွက်လာပြီးကီရူကိုကိုသမ ्या ရီထင်းနဲ့သူ့ကိုဘာမှမလုပ်ဖို့လားတောင်းပန်နေပါတယ်ခမ ्या ကမှသမ ्या နဲ့ပိုတူနေတာဗျသူကသတင်းနဲ့ရောင်းစားပြီးမိကုန်းတစ်ခုကိုပတ်စံအမောင်းတစ်ခုပေးရပါတယ်ဒီကဘေးဘလို့ဖြစ်လာရလဲတီယိုရီရှောက်ပြောပြီးဂျူအီကြီးကသူ၁၂နှစ်ကနေ၁၀နှစ်ကြာအထိနေရနေကရင်ထားတဲ့ကြောင်းတစ်ခုမှနေခဲ့ရကြောင်းပြောလာတယ်တဖက်မှာတော့အာရှိမကညွှန်ကြားရေးမှူးအဖြစ်ယာရုတိုးသားတာကိုဆဝါထရီကမကျင်တတ်ပါဘူးအဲ့ကြောင်းမှမိမအယ30လောက်ကအုပ်ချုပ်ခဲ့ကြတာ အနားလာကတ်တဲ့သူတွေကိုတတ်ရင်တတ်မတတ်ရင်ဝတ်တွေလိုချိန်ကျိုးတွေခတ်ပြီးဖမ်းကြတယ်။မိမတွေအတွက်တုပ်ပိုးကိုပေးရပြီးလူသားဖြစ်မွေးလာတယ်မြို့ထဲမှာထားတယ်။ဟောကြားလေးဆိုရင်တော့ဝတ်ဖြစ်ပြန်လဲစီကိုင်းခံရတယ်။အဲ့ဒီမှာလူလျောက်ကထွက်ပြေးဖို့ကြိုးစားခဲ့ကြပါရဲ့။ဒါပေမဲ့တိသွားကြပြီးဂျူအီချီတယောက်ပဲလွတ်မြောက်လာခဲ့တယ်။သူတုပ်ပိုးပေးခဲ့တဲ့ဇုံတွေရဲ့အလောင်းလေးကိုတော့နေရာမှာချိန်ဆွဲလိုက်ကြပြီးဒီကိစ္စဖြစ်ခဲ့တာတနည်းလောက်တော့ရှိသွားခဲ့ပါပြီ။သူပြောချင်တာပြောပြီးထွက်ချသွားတော့သူ့နောက်ကတိုက်ရဲနှစ်လွှာကိုညှို့ထားတဲ့စာကတနက်ကတစိမ့်နဲ့အတူတူပဲဖြစ်နေတာတွေ့ခဲ့ရတယ်။ ဒါကြောင့်တက်ကြီးကဆက်ကူဘုံနဲ့ဆရဲဆရဲနေအပြင်တေချာတာတခုခုဘာမှမတွေ့ရဘူး။နေရာကလည်းတော်တော်ကိုဟောင်းနေပြီ။တစ်ဖက်မှာတော့ကျောင်းကြီးကတိုကီယိုစီမှာကိုဝင်ရှိနေပြီလို့ပြောလိုက်တော့အားလုံးကလန့်သွားကြပါတယ်။ငငယ်လေးနဲ့ကလေးဖေးကဘသူလဲ။ပြီးတော့အဲ့ဒီကလေးတွေကိုကြားမှခွဲပြားမှုတွေလည်းတင်ပြထားတာမျိုးမရှိဘူး။လင်းဆက်ဆန်တာကိုလည်းမတင်ပြထားဘူး။ဒါကအကယ်ဒမီအတွက်ဂျင်းတဲ့ချက်တွေကိုရောက်နေပြီ။ဒီမှာရအပိုင်းကိုကပြီးဆုံးတာပါပဲ။ကျူဂျီယာအကယ်ဒမီကထွက်ပြေးလာတဲ့လူစစ်စစ်ဖြစ်ပြီးကျောကုန်းမှာ71ဆိုတဲ့နံပါတ်တစ်ခုကိုတက်တူးထိုးခံထားရပါတယ်။ အကြောင်းရှိတဲ့နေရာကိုကီရူဂရုံနဲ့အတူစုစုပေါင်း၃ယောက်ကားနဲ့ခီးထွက်လာပြီး၅နာရီမကတော့ကြာနိုင်ပါတယ်။ငလင်းကြောက်လည်းလမ်းတွေကပျက်စီးထားတာ။ကျောင်းမကမင်းကလေးချင်းချင်းတောင်ရှင်သားကြီးရဲ့သူတွေကိုမုံနာကြောက်ဂျူကြီးကချက်ကအင်ကြီးကိုရင်ဆစ်ဝေခိုင်းတယ်။မာရူးကလည်းမင်းကလေးလိုဇမင်တွေးနေပြင်ဆင်ပေးလိုက်ပြီးအစာအုပ်တစ်ခုရောက်မှတော့ရီခဲရဲ့လူသားစားကောင်ဟာရီခဲပြီးတက်ခိုက်တာခံရပါတယ်။အကောင်လုံးတော့ထမပြပါဘူး။လက်တွေတောင်းနေတာကိုအာယုပြီးကီရူကိုကအမိုးကိုတနက်နဲ့ပြစ်လိုက်ရတာပါ။အဲဒီနောက်အကောင်ကိုတွေ့ပြီးကီရူကိုကတနက်နဲ့ပြစ်လိုက်လို့တည်သွားတယ်။ ီညာကအเจ้าနေရပဲဆိုပြီးလာတာဖြစ်ပေမဲ့လူတွေတော့မနေတော့ဘူးလူတွေမနေတော့တဲ့အချိန်မှာလူသားစားအကောင့်တကောင်ဝင်နေနေတယ်ဇလန်းကဒါပဲအဲ့ဒီအချိန်မှာအเจ้าမှအတူရှိပြီးထပ်ပြေးလာတဲ့နောက်တစ်ယောက်နဲ့လမ်းမှာတွေ့ကဒူရီချီကလိုက်သွားပါတယ်ညာကျတော့ရေခဲကောင်ကရောက်လာခဲ့ပြီးအေးနေလို့အပြင်ဘက်ကိုအကုန်တဲထုတ်လာတာကလေးကိုချီပြီးကရူကပြေးနေရင်ပူအေးလာတယ်အဆုတ်တောင်ခဲမတက်ဖြစ်ပြီးလဲကျသွားပြီအဲ့ချိန်မှာရူကရောက်လာပြီးကလေးကိုအဝေးတနေရာမှာသွားချထားလိုက်တယ်အဲ့ဒီကလေးကဟီရူကိုပဲအေးရတဲ့ထုတ်လွှတ်နေတာဟီရူကိုတရှိနေမှုကိုမာရူကခံစားလို့ရနေတယ် ကျောင်းထဲမှာလည်းတိုကီယိုကကိုနောက်ကိုအတန်ကားနေစာဖြစ်ပြောင်းနေမှန်းစီပို့နေပါတယ်။သူတို့ကငါထဲကအရာကိုခွဲထုတ်မယ်ပြီးရင်ပြန်ပို့မယ်တဲ့။သူဆိုလိုတာကခလေးမွေးတာဖြစ်ပြီးဒီကခလေးတွေကတော့ဘာမှမသိပါဘူး။ကီယိုကိုတို့ကိုဂျူးကြီးကကားလက်ဆောင်ပေးလိုက်တာကြောင့်ကားမောင်းမီထွက်ဘဲမမရောက်သေးဘူး။ကားကဆက်ပြက်ပြီးရပ်သွားပါပြီ။ငါနှစ်မြောက်ကျောင်းသားတွေကိုကြိုဆိုဖို့ပြောပြီးမီမီဟီမီတို့ထံငေပုံရတဲ့ကျောင်းသားတစုကအစ်စ်နေနဲ့ထွက်ဝင်လာပါတယ်။ဂျူးကြီးကလည်းသူ့သားကိုခေါ်ရင်နောက်ထပ်ကားတစ်စီးနဲ့နောက်တစ်နေရာကိုထွက်လာခဲ့တာပါ။ဒီမှာရပိုင်းတစ်ဆယ်ကပြီးဆုံးတာပါတယ်။ ိုကီယိုကခလေးမွေးနေပြီဖြစ်ပြီးဒါကိုကိုယ်ခံထဲမှာကိုရှိနေတဲ့ကိုနာကခလေးမွေးတာကိုသိနေခဲ့ပါတယ်။ကျောင်းကအခုဖြစ်နေတဲ့ခလေးယောဂကိုစမ်းသပ်ဖို့တိုကီယိုမွေးထားတဲ့ခလေးကိုအတုံးချလုံနေပါတယ်။ခလေးနဲ့ရောက်မွေးထားတာဖြစ်နေလို့ပဲဆက်နဲ့မွေးထားတာမျိုးမဟုတ်ဘူး။ဆာဝါဒရီကဒါကိုလှုပ်ချင်နေပုံမရဘူး။မာရူကတော့ကားစီးရတာမူလို့အိတ်တစ်ခုလည်းဝင်နေပါပြီ။ညကျတော့အနားမှာမိဖို့ထွက်နေတဲ့နေရာတွေးလို့မနေ့ကကားကိုထားခဲ့ပြီးလမ်းလျှောက်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ ိမိမိကအကြောင်းသားတွေတွေကတခြားသူတွေနဲ့မဆော့ဘဲနေတဲ့အိုမကိုစကားသွားပြောတော့သူနဲ့ဆိုရင်တခြားသူတွေကဒုက္ခရောက်ကုန်မှာလို့ပြန်ပြေးလာပါတယ်။နမဲ့ကျွကြီးရောမျိုးလုံးကစကံပတ်တလုံးမျိုးဖြစ်သွားပြီးနောက်ကနေရန်ကနေကျိုးတွေစေးပိုက်တွေကမိမိဟင်မိတဲ့ကိုထိုးသွင်းလိုက်တယ်။ဆက်လာတွေကပေါ်လာပြီးဖြက်ခံပြီးသတိလစ်သွားပါတယ်။ပြန်လို့လာတော့ចောင်းစီကန်းနဲ့ပြန်ရောက်နေရပေါ့။ခန္ဓာကိုယ်ကဘာမှမဖြစ်သွားဘူး။အိုမနဲ့ပြန်မှတွေ့တော့စမ်းသက်ချင်လို့အိုမရဲ့မျက်မှန်ချွတ်ပြီးပြန်ကြည့်ခဲ့ပါတယ်။အရင်တခါလိုစက်တွေကျိုးတွေထွက်လာပေမဲ့ထွက်သွားထွက်သွားဆိုပြီးအဲ့ဒီစက်တွေကိုမိမိဟင်မိကစိတ်ဆောင်းရနေနှင်ထုံးနိုင်ခဲ့တာပါ။ ဒီမရအပိုင်း7ကပြီးဆုံးသွားပါရဲ့ကလေးတွေကိုအပြစ်မဲ့ကိုသွားကြည့်ရင်ဆံပွဲတစ်ခုဆစ်ပေးမယ်လို့စက်ရုပ်ဒီနာကပြောပါတယ်။ဒီနေ့မှတော့ဒီနာရဲ့စနစ်တော်တော်များများကအလုံးမလုံးတော့တာနဲ့ရင်ဆိုင်လာရတယ်။အငယ်တန်းတွေအကုန်လုံးကစက်ရုပ်လိုမျိုးအန်ရည်ရှိတီကိုတောက်လျှောက်အောင်နေခဲ့ပြီးခေါင်းမိုးတစ်ခုကပောက်ကွဲကပြုတ်ကျလာပါတယ်။တစ်ခုခုခေါင်းမိုးပေါ်ပြုတ်ကျသွားတဲ့ပုံစံမှာပဲလေရင်လိုမျိုးပေါ့။ကီရီကိုကမထင်မဲ့ပဲဇေယျတစ်ခုတွေ့ခဲ့ရပြီးမဟုတ်ဝယ်ဆောင်မယ်လို့အရင်ကငွေရည်နဲ့ဝယ်ဆောင်လို့မရပါဘူး။ ဒီမျိုးရဲ့အပြာပုံစံပတ်စံနေနဲ့ဘာမစိုးဝဲရမှဖြစ်ပြီးဧည့်သည်ဖြစ်ဆင်းရင်ပေးရနဲ့တယောက်ငါးပြားစီရပါတယ်။ဆင်းရင်ပေးရကိုပြန်လေတူတော်ရင်ဌာနမှာရနိုင်ပြီးကိုရီကိုလိုကသွားလုပ်လိုက်ပါတယ်။ထုံးစံနိုင်တယောက်ကိုအပြာငါးပြားရပြီးငွေဖြစ်သုံးရမယ်။အရာမတူတာကိစ္စမရှိဘူး။ရော်မင်းပုံပြပြီးပြီးတော့ရုံးကလူတွေကတိနေခဲ့ပြီးဖုန်းဆက်အကြောင်းကြားပေးကသူတို့ကခေါင်းဆောင်လုံးခေါ်နေရတွေ့ခဲ့ရတယ်။တွေ့ရမယ့်နေရာကမြဲလွန်ကနေရပါ။ရော်မင်းကိုကိုရီကိုကတယောက်တည်းတော်တိခဲ့ပြီးရော်မင်းကိုတွေ့တော့နာမည်ကိုအကျဉ်းအိုးခေါ်လိုက်တယ်။ရော်မင်းကလည်းကိုရီကိုကိုတွေ့တော့အံ့ဩသွားပါတယ်။ ကျောင်းဝင်းမှာတော့အပေါ်အမိုးတွေတနေရာပြီးတနေရာပြုတ်ကျလာနေပြီးနေရန်ကလည်းအပေါက်ခင်နေပါပြီ။ရောဘင်ကိုသူ့ရဲ့ဖြစ်ကြောင်းတွေကီရိုကိုကရှင်းပြလိုက်ပြီးရောဘင်ကယုံအားခံနေပါတယ်။အရှင်းမယုံတာမျိုးတော့မဟုတ်ဘူး။ဒီနေရာဟာအပင်တွေစားသက်လေးလာတဲ့နေရာတစ်ခုဖြစ်ခဲ့ပြီးရောဘင်တို့ကတသက်ရရလောက်လိုက်တော့အပင်တွေကရှင်သန်ကြီးထွက်လာကြတယ်။လူတွေလည်းများလာပြီးလူအဖွဲ့စီတစ်ခုဖြစ်လာတာပဲ။ရောဘင်ကို၅နှစ်ကြာမှဂီရူကိုကပြန်တွေ့ခဲ့တာ။တစ်ဖက်မှာနေရန်ရပောက်တဲ့ကောမီမီဟီမီကဥဆောင်ဝင်သွားပြီးတစ်ဖက်ကိုရောက်ခံနေနေပါပြီ။ အပြင်ဘက်မှာတန်မန်းနေရတခုနဲ့တောအုပ်တစ်ခုတွေ့ရပြီးကောင်းကင်ကိုတွေ့တော့ခေါင်းမိုးကအမြင်ကြီးပဲဆိုပြီးအံ့ဩနေကြပါတယ်။သူတို့ကတခါမှကောင်းကင်ကိုမမြင်ဘူးပါဘူး။မာရုကလည်းကေရုကိုတနမပါရင်ဆင်ပြေပါမလားတွေးနေပြီးစစ်ပြုတ်တပွဲတောဝဲလိုက်တယ်။ရော်ဘင်ကကေရုကိုချိုးတုပ်ပြီးဒါကဟီရိုကိုမဟုတ်ဘူးမဲမပဲမဲမခန္ဓာကိုယ်ကိုငါကလှုပ်တော့မှာမှန်မှတေးချာကြည့်ထားလို့ပြောပြီးဒန်နန်းတန်လှုပ်လိုက်ကြပါရဲ့။ဒီမှာရဲ့အပိုင်းဆက်နှစ်ကပြီးဆုံးသွားပါရဲ့။ချန်ဒီယိုကျိုးနေရကြောင်းသားနှစ်ယောက်ကတော့ပြင်ထွက်လာခဲ့ပြီးချန်နယောက်ကတော့တခြားသူတွေကိုတောပြပြမယ်လို့ဆိုလာတယ် တိုကီယိုကအမွာလေးမွေးရကြောက်တယောက်ကိုတိုရီကိုပြန်ပေးမယ်ဒါပေမဲ့ဆော်ဗတ်တီကဘယ်တယောက်ကိုပြန်ပေးရမှန်းမသိဘူးတယောက်ကစမ်းသပ်မှုလုပ်ရအောင်မှာခြေထောက်မှာအမှတ်သားချစ်ထားတဲ့တယောက်ကိုလားမချစ်ထားတဲ့တယောက်ကိုပြန်ပေးရမှာဆိုတာပေါ့ကေရိုကိုမပြန်လာတာနှစ်ညကျော်သုံးရက်ရောက်လာပြီမဟုတ်မာရူကလိုက်တော့ပါတယ်အဆောင်နေကိုလည်းရေထဲတိုးကြအောင်ဖိုက်လိုက်ပြီးအဆောင်ရှိကအဆောင်နေရောက်ကိုလည်းအလွယ်လေးတီးချနိုင်ခဲ့တယ်ကေရိုကလက်မှကြိုးတုပ်ခံနိုင်ရစေဖြစ်ပြီးသူရှိနေတဲ့အခန့်ကိုမာရူကတွေ့သွားပါတယ် အဲ့ဒီမှာအခန်းစီစားစရာတွေယူလာနေတဲ့ရော်ဘင်နဲ့ပါတွေ့သွားတယ်။ရော်ဘင်ကမာရူကိုတွေ့ရကြတော့ကြောက်လို့ထွက်ပြေးသွားပြီးကြောင်းပိတ်သွားတော့မာရူကလက်သီးတစ်ချက်ပြီးတစ်ချက်ထိုးလာတော့တယ်။တိုကီယိုကိုခလေးတယောက်ပြန်ပေးလိုက်ပြီးကိုနာနဲ့သူ့ရဲ့ခလေးလို့ဆရာရီကပြောလာတယ်။ကြောက်စရာပုံစံနဲ့ကြောင်းကြီးကရောက်လာပြီးလမ်းလျှောက်နိုင်တဲ့ကြောင်းကြီးကိုတွေ့ရအကုန်လုံးကအံ့ဩနေကြတာပါ။သူကတခြားလုံးမှုချင်းနဲ့နေနေရပါ။ကြောင်းကြီးကတိုကီယိုရဲ့ခလေးကိုပြန်လာယူတာ။တိုကီယိုရဲ့ခန္ဓာကိုယ်ကသွေးကြောမြင့်နေထွက်လာပြီးအလင်းလန်းကြီးပါထွက်လာပါတယ်။ မင်းမင်းရမီနဲ့ရှီရိုတို့ကတော့တောထဲမှာလဲနေကြပြီးတိမ်မင်းမင်းနဲ့ကြောက်တခုတည်းပြုတ်ကျသွားပြန်တယ်။ရှီရိုကလက်မတဲရအနေငယ်ရသွားပြီးမင်းမင်းဟင်မီကိုချစ်နေရကြောင်းဖွင့်ပြောလိုက်ပါတယ်။ဒါကြောင့်လဲကာဝယ်ပေးလိုက်တာပါ။တဖက်မှာတော့ရောဘင်ကိုတတ်တော့မဲ့အချိန်ကီရိုကိုကမာရူးကိုဝင်တားလိုက်ပါတယ်။ဒါကြောင့်မတက်ပဲပြန်ထွက်လာခဲ့ကြပါတယ်။မာရူးကအငင်းခံရလေးချင်းလောက်ရှိပေမဲ့လဲ၆တခုဘေးနာမှာနောက်တစ်ချိန်ချစ်ရေးဆိုခဲ့ပြီးကီရိုကိုကတော့ထတ်ငင်းလိုက်ပြန်ပါတယ်။တင်းတို့လိုပါပဲ။ရော်ဘင်နဲ့သူတို့မောင်နှမငငယ်ကရိုက်ထားတဲ့တပ်ပုံကိုလည်းကီရိုကူကစိတ်နှနာနဲ့ဆွဲဖြက်ပစ်လိုက်တယ် မာရုကတော့နောက်တစ်ခါရောဘင်ကိုထပ်ပစ်ခဲ့ရင်အတေသက်ပြစ်မယ်လို့စိတ်ထဲကနေကြုံဝနေခဲ့တာပါတဖက်မှာတော့ရောဘင်တို့နောက်ဆုံးရှိခဲ့တဲ့ဆောက်အုံကိုမြို့ကယောက်ျားလေးလေးယောက်ကလာဆက်စုပြီးအခက်တခန်းထဲမှာမိမတယောက်ခြေလက်တွေပြတ်နေပြီးအကောင်ကလည်းသူ့ကိုကပ်ပါးကောင်လိုမျိုးကတ်တွေနေပါတယ်တီဗီလူငယ်ရဲ့၃လလောက်တုန်းကမြို့မှာစည်ရင်ပေးသွားခဲ့တဲ့ကောင်မလေးပဲဒါဆိုကိုယ့်ကိုယ်အစ်စ်ကအသက်ရှင်နေသေးရဲ့တဘောလားအဲ့ဒီတော့ကတော့အသက်ရှင်သေးပေမဲ့အသေးစိတ်ကတော့လုံးဝမရှိတော့ဘူးရောဘင်ဒီမှာဘာပဲလုပ်နေရမှန်းလဲ ကီယိုဂိုနဲ့မာရီရိုကတော့ကာဒစီနဲ့နေပတ်ဝင်ရှာဖို့ခရီးဆက်ဖက်ကြအောင်ပါပါဒီမှာရဲ့အပိုင်း73ကပြီးဆုံးသွားပါတယ်ဒါက Heavenly Delusion အစီအစဉ်ဝိုင်းရဲ့အဆုံးသတ်လည်းဖြစ်ပါတယ်